ဒီလအနေနဲ့အသင်းရွေးချယ်မယ်ဆိုရင်ချဲစီထက်မန်ယူကိုပဲဦးစားပေးရွေးချယ်တင်ကြောင်းအကြံပြုလာခဲ့တဲ့ကာရီကာဘရိတ်မြန်လုံးမဲမိန်လာများမန်ချက်စတာဖော့စ်ကနေပြန်လဲကြိုလိုက်ပါရင်လေပေါင်းနောက်ခံလူကောင်းကာရီကာကအင်းဆွေတိုက်စစ်ဖို့ဒီလအနေနဲ့ချဲစီထက်မန်ယူကိုပဲပို့ပြီးတော့ရွေးချယ်တင်တယ်လို့အကြံပြုပြောကြားလာခဲ့ပါရင်အထူးသဖြင့်ချဲစီတင်မှာကစားမဖောင်းပွားမှုပြဿနာတွေကရှိနေတာဖြစ်ပြီးဒီလအနေနဲ့ချဲစီကိုရွေးချယ်ပြီးနောက်နောက်ရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့လည်းကာရီကာကသတိပေးပြောဆိုသွားခဲ့တာပါ ်ချယ်ဆီတင်းရဲ့တိုင်းစင်မှာလက်ရှိမှာအထောင်တိုင်းစင်မှုစစ်စစ်ဆိုလို့နီကိုလက်ဂျယ်ဆင်တူဦးတဲတာရှိနေပါတယ်ဂျယ်ဆင်ကတူအယုံအကောင်းပြီးနေရာယူပုံနဲ့ကောင်းမွန်တဲ့တိုင်းစင်မှုတူဖြစ်ပေမဲ့အဆုံးသက်ပိုင်းမှာတော့လိုအပ်ချက်တွေအတော်လေးကြီးမှလုံပါတယ် အသင်းပေါ်ဒီဖန်နေပေးတဲ့အပိုင်လုံးတွေဆိုရင်လည်းဂိုးဘောက်အလို့ကြီးဖြစ်နေတော့ဂျက်ဆင်ကလွဲအောင်ကန်ရင်ကန်တက်ပါသေးတယ်။ဒါကြောင့်လည်းဂျက်ဆင်ကိုပရိသတ်တွေကချစ်ကြပေမဲ့ကြောက်လဲကြောက်ကြပါတယ်။ဘယ်လိုပြောလဲဆိုရင်တော့မင်းကိုလည်းချစ်တယ်အိမ်ကမိမကိုလည်းကြောက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့သွားတူနေပါတယ်။ချဲချီအသင်းမှာလူငယ်တိုင်းစင်မှုလေဂွေလိုလေအားကိုးလို့ရလာပေမဲ့အသင်းအတိုင်းစစ်ကိုဥဆောင်ခိုင်းလို့ရနိုင်အနေအထားမျိုးတော့မရောက်သေးပါဘူး။ဒါကြောင့်လည်းချဲချီအသင်းကအထောင်တိုင်းစစ်မှုတယောက်လောက်လိုချင်နေပါတယ်။လာမယ့်ဒီမှာတော့အထောင်တိုင်းစစ်မှုတယောက်လောက်ခေါ်ယူဖို့အတွက်ချဲချီအသင်းကစူးစမ်းသွားမှာဖြစ်ပြီးဒီလနဲ့ချိန်ဆက်နေရပါ တို့ကချန်ပီယံလိဝင်ခွင့်ရရှိထားတယ်ဆိုတဲ့ channel နဲ့ Chelsea ကဒီလက်ကိုစီးအောင်ထားတာကြောင့်ဒီလက်ကလည်း Chelsea ကိုစိတ်ဝင်စားနေပါတယ်။တကယ်တော့ဒီလက်ကိုခေါ်ယူဖို့အတွက် Man U အသင်းကလည်းကာလာရှေပြင်မှတ်ထားနေကြတာပါ။ပြီးခဲ့တဲ့ရသက်ဘက်တွေတုန်းကဆိုရင် Man U ကဒီလက်ကိုခေါ်ယူပြီးတော့တော့စကားပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဒီလက်ရဲ့ပြောင်းရွှေ့ခြင်းအတွက်လည်းပေါင်သန်း30လောက်ပဲပေးရမှာဖြစ်လို့ Man U အတွက် ဖုန်းနဲ့ဝင်ပါဖြစ်နေပြီးပိုလို့စိတ်ဝင်စားနေရတာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒီလက်ကိုသာခေါ်ယူခြင်းမပြုနိုင်ခဲ့ရင် Brentford တိုက်စစ်မှု Ambue မှုကိုခေါ်ယူဖို့အတွက် Man U ကစဉ်းစားထားတာတော့ရှိပါတယ်။ဒီလက်ကိုယ်တိုင်ကလည်း Chelsea နဲ့ Man U နှစ်သင်းမှာ Man U ထက် Chelsea ကိုပဲပြောင်းရွှေ့ကစားဖို့အတွက်ပို့ပြီးတော့စိတ်အားထက်သန်နေပါတယ်။ကာရီကာကတော့ဒီလက်အနေနဲ့အသင်းပြောင်းရွှေ့ဖို့အတွက်ရွေးချယ်မယ်ဆိုရင် Chelsea နဲ့ Man U ကိုပဲရွေးချယ်တဲ့အကြောင်းအကြံပြုပြောကြားသွားခဲ့ပါတယ်။ဒီလက်ကယခုနှစ်ဘောလုံးရာသီမှာတန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့အင်းဆွေအတွက်ပရီးမီးယားလိ38ခွဲကစားပြီး29ဂိုးသွင်းယူထားနိုင်ခဲ့တာပါ။ ဒီလန့်စွမ်းဆောင်ရေကမန်ယူအသင်းမှာဘလို့မှတုံးစားများလို့ဖြစ်နေတယ်။ဝိုင်လန်တက်တော့အများကြီးတာလွန်သေးတယ်လို့ကာရီကာကယုံကြည်နေပါတယ်။သူ့ရဲ့အမြင်အနေနဲ့ပတ်သက်လို့ကာရီကာကဂိုးရီသွင်းဖို့အတွက်ယုံကန်နေရတဲ့အသင်းအသင်းမှာတောက်ပခဲ့မှုတဲ့သူဖြစ်လို့ဒီလက်က United နဲ့လည်းအဆင်ပြေနိုင်လိမ့်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ United ကိုချင်းချင်းကြီးပြောင်းလာမျိုးတဲ့ Everton ကိုကို့အတွက်ပိုပြီးအဆင်ပြေစေနိုင်မယ့်အသင်းမျိုးကိုအရင်သွားတင်နေ။ဘာဖြစ်လဲဆိုတော့ United ကိုချင်းချင်းကြီးပြောင်းရွှေ့လာရင်သူကစားခဲ့တာ Insit ဆိုတော့ PR ရဲ့အရန်ဝင်သွားမှာကျွန်တော်စိုးရိမ်မိနေ။ ရှေ့မှာဒီမျိုးဖြစ်ခဲ့မှုတွေတက်တည်ရှိတယ်။ဝိုင်လန်ကိုပဲခင်ဗျားတို့ကြည်လား United မှာဘာဖြစ်သွားလဲခင်ဗျားတို့အားလုံးမျက်မြင်ပဲမဟုတ်လား။ဒီတော့ဒီလအနေနဲ့ Everton လုံးအသင်းမျိုးမှာနှစ်လောက်အရင်ဥနေလိုက်ပြီးမှ United ကိုပြောင်းသွားတာကပိုကောင်းပါတယ်။အဲဒီအခါသူ့အတွက် PR တွေကိုထိုက်တဲ့လောက်ဂိုင်းတွေဖြည့်ရှင်းနိုင်စွမ်းနေရှိနေမှာဖြစ်လို့ပူစရာတိတ်တော့မလိုပါဘူး။အဲဒီချိန်ကျရင် United ကိုသူရွေးချယ်တာကပိုကောင်းပါတယ်။ United ကကမ္ဘာကြီးကျယ်ဆုံးကလပ်တွေကတခုပါအခုချိန်ထိလည်းဘလူးတကောင်ပါပဲသူတို့မှရီမန်းချက်တွေရှိလိမ့်မယ်။ဥပမာချန်ပီယံလိအတွက်တိုက်ပွဲဝင်နေတာမျိုးပေါ့။အဲဒီတိုက်ပွဲတွေကိုတွားရောက်ဆင်နွှဲလိုက်ပါလို့ဒီလက်ကိုအကြံပြုပြောကြားသွားခဲ့ပါတယ်။ ပေးသမားအနေနဲ့ကရောကာရီကာရဲ့စကားတွေကလက်ခံနိုင်စားရှိတယ်လို့ထင်မြင်ယူဆမိကြပါလားမိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment ကနေပြောပေးခဲ့လို့ရပါတယ်ဟုတ်ကဲ့ပါမြောင်ဗီဒီယိုလေးကလာပါမယ်နောက်နေ့မှာလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Song Channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ